မဒါဂါစကားနိုင်ငံတမရနိုင်ငံကနေထွက်ပြေးသွားတာတောင်မှဆန္ဒပြသူတွေကသူ့ကိုနှုတ်ထွက်ပေးဖို့ဆက်လက်တောင်းဆိုနေကြဆဲဖြစ်ပါတယ် After what he did I သူလုပ်ပြီးသွားရင်တော့သူမဒါဂါစကားကနေထွက်သွားတာအကောင်းဆုံးပဲလို့ထင်တယ်ဒါပေမဲ့ကျွန်တော်တို့သူ့ကိုဒီအတိုင်းတော့လှုပ်ပေးလိုက်မှာမဟုတ်ဘူးသူတာဝန်ခံရမှာပါလို့ဆန္ဒပြသူတအုပ်ကပြောဆိုထားပါတယ်ဂျန်စီမဒါဂါစကားလို့ခေါ်ဆိုကြတဲ့ ဆန္ဒပြလူငယ်တွေဟာမတာဂါစကာနိုင်ငံရဲ့မြို့တော်မှာဆက်လက်ဆန္ဒပြတောင်းဆိုနေကြတာပါနိုင်ငံမှာရည်နယ်လျက်စစ်မီပြတ်တောက်မှုတွေအပေါ်မှာမကြည်နဲ့လို့ဆန္ဒပြခဲ့ရတာကနေသုံးဖက်အကြမှာနိုင်ငံကိုစီမံခန့်ခွဲမှုညံ့ပြင်းမှုအပေါ်အစိုးရကိုမကြည်နဲ့တဲ့ပူကျဲပြန်းတဲ့ဆန္ဒပြပွဲတွေအဖြစ်အလင်းအမြန်ပြောင်းလဲသွားခဲ့ပါတယ် ကျွန်တော်ရဲ့စိတ်ပြတ်မှုနဲ့ပြည်သူအားလုံးရဲ့စိတ်ပြတ်မှုကတော့လျှက်စစ်မီဖြတ်တောက်တာတွေရေဖြတ်တောက်တာတွေနဲ့အဓိကကပြည်သူ90ရာခိုင်နှုန်းကစင်းရဲမွေးတည်နေကြချိန်မှာလူဦးရေရဲ့အချိုးနည်းနည်းလေးကအခွင့်အရေးတွေနဲ့အာဏာကိုသိမ်းပိုက်ထားတာတွေပါပဲလို့ဆန္ဒပြသူနောက်တအုပ်ကလည်းပြောဆိုထားပါတယ်။ ကက်ဆက်တပ်ဖွဲ့ကအစိုးရကိုစန့်ကျင်ပြီးတော့စစ်တပ်ရဲ့ကုတ်ကင်းမှုကိုရယူလိုက်ပြီးလို့ကြေညာခဲ့ပြီးတဲ့နောက်မှာတမရအန်ဒရီရာဆိုအဲနဲ့သူ့မိသားစုဟာနိုင်ငံကနေထွက်ပြေးသွားခဲ့ပါတယ်။နောက်တရက်မှာစစ်သားတွေကဆန္ဒပြသူတွေထောင်ပေါင်းများစွာကိုမြို့တော်ရင်းမြစ်စီကိုလိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။ The urgency is the restoration of public order and the အရေးကြီးလို့ဆောင်ရမှာကတော့ပြည်သူငြိမ်းဝှေ့ပြည်ပြားရေးနဲ့ပြည်သူအားလုံးရဲ့နေစဉ်ဘဝတွေပြန်လည်တည်ငြိမ်ရေးပဲဖြစ်ပါတယ်။ ျွန်တော်တို့စစ်တပ်ကတိုင်းပြည်အတွက်ရည်တည်ပါတယ်ကျွန်တော်တို့ပြည်သူနဲ့ပြည်သူတွေရဲ့အိုးအိမ်တွေကိုကာကွယ်ပေးပါတယ်ကျွန်တော်တို့လူအဖွဲ့အစည်းအတွင်းမှာငြင်းငြင်းကြမ်းကြမ်းပဲနေထိုင်ပါတယ်လို့ကတ်ဆက်အရာရှိတအုပ်ကပြောဆိုခဲ့တာပါ တမရရာဇိုအယ်ကတော့နိုင်ငံရေးအကျက်အတဲကိုဖြည့်ရှင်းဖို့ဆွေးနွေးမှုတွေလုပ်ကြဖို့တိုက်တွန်းနေပေမဲ့သူလက်ရှိရောက်နေတဲ့နေရာကိုတော့ထုတ်ဖော်မပြောခဲ့ပါဘူး။ I will not let you be destroyed. ခင်ဗျားတို့ကိုပျက်စီးသွားတာမျိုးကျွန်တော်ခွင့်ပြုမှာမဟုတ်တယ်လို့ဘယ်သူကမှလည်းခင်ဗျားတို့ကိုဖျက်ဆီးခွင့်ကျွန်တော်ပေးမှာမဟုတ်ပါဘူး။အဲ့ဒါအတွက်ကြောင့်လက်ရှိအခက်အခဲတွေကနေလွတ်မြောက်ဖို့တွေးဆောင်ဆွေးနွေးမှုအတွက်တကားတွေကိုကိုယ်တိုင်ဖွင့်ပေးခဲ့တာပါလို့ Andrew Razor Air ကပြောဆိုထားပါတယ်။ ဒါပေမဲ့ဆန္ဒပြသူတွေကတော့သူ့အချိန်ကုန်သွားပြီလို့ပြောပါတယ် In 12 years no one has ever listened to us. ဆန္ဒနဲ့အတွင်းမှာကျမတို့ပြောတာကိုဘယ်သူကမှဘယ်တော့မှနားမထောင်ခဲ့ပါဘူး။ဒါကြောင့်ပဲကျမတို့ကအခုတွေးဆဆွေးနွေးရေးကိုမဟုတ်ပဲတမနာထွက်ခွာပေးရေးကိုပဲဒီဇိုင်းမမတ်တောင်းဆိုနေကြတာပါလို့ဆန္ဒပြသူတအူးကပြောဆိုထားပါတယ်။ တမရကစုပ်ခွာသွားပြီမဲ့နှုတ်ထွက်သွားတာမျိုးမဟုတ်သေးတဲ့အတွက်ကြောင့်မဒါဂါစကာမျိုးဆက်တဲ့လူငယ်တွေကတော့မျိုးတော်လမ်းမတွေပေါ်မှာသူတို့လူလားချက်တွေကိုဆက်လက်တောင်းဆိုနေကြတာဖြစ်ပါရယ်ခင်ဗျာ